မင်္ဂလာပါရှင်။အော်တိုဗလာ၁၈ရက်ညပိုင်းမှာတင်ဆက်ပေးခဲ့တဲ့မြန်မာနဲ့ကမ္ဘာတစ်ဝှမ်းမှာဖြစ်ပျက်ခဲ့တဲ့သတင်းအကြောင်းအရာတို့ကိုပြန်ပြီးစူးစိတင်ဆက်ပေးလိုက်ပါရှင်။အရင်ဆုံးအနေနဲ့ပြည်တွင်းသတင်းတွေကိုနားဆင်ရမှာဖြစ်ပါရှင်။မြန်မာပြည်သူ15သန်းကျော်မှာအရေးပေါ်ဆောင်ရွက်ရေးအခါမလုံလောက်မှုနဲ့အရင်ဆိုင်နေရပြီးပြည်သူတွေရဲ့အသက်အိုးအိမ်ကိုကယ်တင်ဖို့ချက်ချင်းအရေးယူဆောင်ရွက်ရမယ်လို့ကုလသမဂ္ဂဆိုင်ရာမြန်မာတပ်အမတ်ကြီးဦးကျော်မိုးထွန်းကနိုင်ငံတကာကို တောင်းဆိုပါရယ်။အော်တိုဗာ19ရက်မနေ့မနက်ပိုင်းက နယူးယောက်မြို့ကုလသမဂ္ဂဌာနချုပ်မှဇာနရိတ်ခါရရှိခွင့်နဲ့ပတ်သက်လို့အပြန်အလှန်ဆွေးနွေးပြောကြားတဲ့အစီအစဉ်မှာမြန်မာတန်အမတ်ကြီးကတက်ရောက်မေခွန်းပြောကြားခဲ့တာဖြစ်ပါတယ်။တရားမဝင်ဆေအာနာတိမ်မှုကဇီးပွားရေးရန်တရားတွေကိုလက်နက်တပ်ဖွဲ့အသုံးပြုနေပြီးငံ့မမှုနဲ့အစင်းရဲမွေးတေမှုတွေကိုဖြစ်ပေါ်စေလျက်ရှိတယ်လို့တန်အမတ်ကြီးကရှင်းပြပါတယ်။၂021ဖေဖော်ဝါရီလကမတရားဆေအာနာတိမ်မှုရဲ့နောက်ဆက်တွဲစိုးကြိုရလဒ်တွေဟာအလွန်ဆိုးရွားပြီးဇာနရိတ်ခါရရှိခွင့်မှာပြိုလဲလျက်ရှိတယ်လို့ တန်အမတ်ကြီးကဆိုပါတယ်ခမန်းကြီးအဖြစ်2025ခုနှစ်မှာလူရေ15တရမ2တန်းခန့်ဟာအရေးပေါ်စားနပ်ရိက္ခမလုံလောက်မှုနဲ့အရင်ဆိုင်နေရပြီးလူရေ3တရမ5တန်းကတော့ပြည်တွင်းမှာနေရစွန့်ခွာထွက်ပြေးတိမ်းရှောင်နေရကြောင်းတန်အမတ်ကြီးကအဆက်ပြောပါတယ်ဒါပေမဲ့အစိုးစုကနိုင်ငံတကာကအကူအညီပေးတဲ့ထောက်ပံ့ပေးမှုတွေကိုတားမြစ်ပိတ်ဆိုတာလူသားချင်းစာနာထောက်ထားမှုအကူအညီတွေကိုဟန်တာကန့်သက်တာတွေလှုပ်ဆောင်နေတယ်လို့ဆိုပါတယ် ။ဒါ့အပြင်စစ်တပ်ဟာလေယာဉ်မြူရီနဲ့စိုက်ပျိုးရေးသုံးပစ္စည်းကိရိယာတွေကိုလေကြောင်းတက်ခိုက်တာလက်နက်ကြီးပစ်ခတ်တက်ခိုက်တာတွေကိုလှုပ်ဆောင်တာကြောင့်အခြေအနေတွေပိုပြီးဆိုးရွားနေတယ်လို့တန်အမတ်ကြီးကအခုလအစည်းအဝေးမှာအစီရင်ခံပါတယ်။နောက်ပြီးစစ်အုပ်စုဟာသူတို့အကျိုးစီးပွားကိုသာရှေ့ရှုတဲ့အဖွဲ့အစည်းတစ်ခုအဖြစ်လဲပတ်နေပြီးနိုင်ငံရဲ့ဝင်ငွေတွေကိုလက်နက်ခရမ်းတွေအတွက်အလွှဲပြောင်းအသုံးချနေကြောင်းတန်အမတ်ကြီးကဆက်ပြောပြပါတယ်။နိုင်ငံတကာအတိုက်အဝန်းအနေနဲ့စစ်အုပ်စုကမြန်မာပြည်သူတွေကိုငတ်မွအောင်ထပ်ပြီး အညံ့ခံစေတဲ့အနီလန်းကိုအသုံးပြုနေတဲ့အပေါ်မှာလက်ပိုက်ကြီးမနေတင်ကြောင်းနဲ့မြန်မာနိုင်ငံကပြည်သူတွေရဲ့အသက်အိုးအိမ်တွေကိုကယ်တင်ဖို့နဲ့ဒီမိုကရေစီပြောင်းလဲထွန်းကားစေရတဲ့အတွက်အရေးယူဆောင်ရွက်ပေးဖို့တိုက်တွန်းကြောင်းမြန်မာတန်အမတ်ကြီးကအကူလသမဂ္ဂမှာပြောဆိုပါရရှင်။သခိုင်းတိုင်းမုံရွာမြို့ကြောက်ကာရမှာတက်ဆွဲထားတဲ့စစ်အုပ်စုစီရိတ်ခါလာပေါ်တဲ့စစ်ကြောင်းဂျာဖြတ်တက်ခတ်ခံရပြီးဒေသုံတရာရသူတွေရှိတယ်လို့မုံရွာမြို့နယ်ပြည်သူ့ကာကွယ်ရေးအဖွဲ့ပကဖကပြောပါတယ်။မုံရွာမြို့အနောက်မြောက်တိုင်းစစ်ဌာနချုပ်နမခါနဲ့ စီးပွားရေးတက္ကသိုလ်မှာတက်ဆွဲထားတဲ့စစ်အုပ်စုတို့ပူးပေါင်းပြီးတန်ကြပ်ကကားနစီနဲ့ရဲခါအတင်ကရှင်းလင်းစစ်ကြောင်းအင်အားတရာခန့်နဲ့ရဲခါပို့ဖို့ကြိုးစားခဲ့တာလို့သိရတာပါအဲ့ဒီစစ်ကြောင်းကိုအော်တိုဘလ15ရက်မနက်စင်တိုင်းခွဲကမှာထနောင်းခွေးနဲ့ကြောက်ကာကြောင်းမှာတွန်လိုင်းရေးတက်တွေကအကြားဖြတ်တက်ခတ်ခဲ့တာလို့မုံရပကပကပြောပါတယ်မြို့နဲ့နီကတဲ့အနေထားဖြစ်တော့အလုံးစုံမချိန်မုန်းနိုင်လိုက်ပဲစစ်ကောင်စီတပ်တိုက်ဆုံတရာရတာတွေရှိတယ်လို့မုံရပကပတောင်ဝန်ရှိသူတို့ကဆိုပါတယ် ။ဒဏ်ရာရသူနဲ့အသေးဆုံးသူတွေကိုကားနဲ့တင်ပြီးမုံရနမခရဲပြန်ဝင်သွားတယ်လို့သိရတာပါ။အထိတက်ခတ်မှုအပြီးလက်ရှိအချိန်ထိတော့အခြေအနေတွေတင်းကျပ်နေစေဖြစ်တယ်လို့ဆိုပါရယ်။အထိတက်ခတ်မှုကို မုံရမြို့နယ်ပကဖမုံရခရိုင်ပကဖအထူးတက်ခတ်ရေးအဖွဲ့ Danger Force မုံရမြို့နယ်ပကဖတိုက်နယ်တင့်နဲ့34မုံရမြို့နယ်ပလာဖနဲ့ပူပေါင်းအဖွဲ့တွေကပူပေါင်းတက်ခတ်ခဲ့ကြတယ်လို့သိရပါရယ်ရှင်။ရန်ပြည်နယ်မြောက်ပိုင်းကြောင်မင်းနယ်တီဘောမြို့တိုက်ပွဲတွေမှာ အာနာသိန်းစစ်ကောင်စီတပ်ကိုရှမ်းလနက်ကိုင်တပ်ဖွဲ့တစ်ခုဖြစ်တဲ့ရမ်းပြည်တိုးတက်ရေးပါတီ SSPP SSA ကဂုဏ်ကြီးပေးတာလမ်းကြောင်းဖွင့်ဝေးတာတွေရှိခဲ့တယ်လို့တန်အန်တမတော် TNL ပြောရေးဆိုခွင့်ရှိသူလွေရီဦးရဲ့ပြောကြားချက်ကဆက်ဆွဲပြောဆိုမှုသာဖြစ်တယ်လို့ SSPP ကဒီနေ့အောက်တိုဘာ18ရက်မှာထုတ်ပြန်ပါတယ်။အဒီလိုဆက်ဆွဲတာဟာမဟုတ်မမှန်သတင်းဖြန့်လွှင့်မှုသာဖြစ်ပြီးကန့်ကွက်ရှုတ်ချကြောင်းနဲ့တိုက်ပွဲကြောင့်ဒေသခံလူတို့ထိခိုက်နေနာမှုတွေကိုတောင်းဝန်ယူဖြေရှင်းပေးဖို့ဖော်ပြထားပါတယ်။ DNL ပြောရေးဆိုခွင့်ရှိသူရဲ့ပြောကြားချက်ဟာ SSPP SSA ပေါ်လူမှုနဲ့တော်လိုင်းအင်အားစုတွေအကြားထင်ရောင်ထင်မှားဖြစ်စေတဲ့အပြင် SSPP SSA ကိုနိုင်ငံရေးအရာထုံးနှက်လို့မှုလူမှုတွေအကြားစီယုံရေးကြာဆင်းစေလိုတဲ့ရည်ရွယ်ချက်ဖြစ်တယ်လို့ SSPP ကထုတ်ပြန်ခဲ့ပြီးအဒီလိုနောက်မဖြစ်စေဖို့ထိန်းသိမ်းစက်မှတ်ဖို့ BSL DNL ဘက်ကတဝန်ယူဖြည့်ရှင်းပေးဖို့လိုအပ်တယ်လို့ဖော်ပြပါတယ်။နောင်ချိုကြောင့်မဲ့တီဘော်တက်ဘော်တွေမှာ SSPP SSA ဟာ စစ်ကောင်စီ DNLA ဘယ်ဘက်ကမှအဝင်ရောက်ဆော့ဖတ်တာမရှိဘူးလို့လည်းထုတ်ပြန်ပါတယ်။ဒါ့အပြင်စစ်ဘေးဒဏ်ခံရတဲ့စစ်ဘေးရှောင်လူတို့ကတော့ကြိုးစားကူညီတဲ့လူထုကယ်ဆယ်ရေးလုပ်ငန်းတွေကိုလှုပ်ဆောင်ခဲ့ကြောင်းစစ်ကောင်စီနဲ့ DNLA ဟာ SSPP SSA ထင်းကျုံနေမြေအတွင်းတိုက်ပွဲတွေဖော်ဆောင်ပြီးလူတို့အသက်အိုးအိမ်စီးဆင်းပိုင်ဆိုင်မှုတွေကိုဆိုးရွားစွာထိခိုက်ပျက်စီးဆုံးရှုံးစေခဲ့တာဖြစ်လို့အဲ့ဒီဆုံးရှုံးမှုတွေအတွက်နှစ်ဖက်သက်ဆိုင်သူအဖွဲ့တွေကတောင်းဝန်တိတိတောင်းဝန်ယူဖြစ်ရှင်းပေးရမယ်လို့ထုတ်ပြန်ထားပါတယ် အဆက်ပြပြရဲ့ထုတ်ပြန်ချက်နဲ့ပတ်သက်ပြီးဒီအန်လယ်ပြောရေးဆိုခွင့်ရှိသူလွေရည်ဦးစီကိုဆက်သွယ်မြန်မြန်ထားဆဲဖြစ်ပြီးအဆက်အသွယ်မရသေးပါဘူးဒီအန်လယ်ဟာ2023နှစ်ကုန်ပိုင်း2029စစ်စင်မှာစစ်ကောင်စီတင်ပိုက်ထားတဲ့အမျိုးဆက်နှမျိုးကိုတက်ခိုက်တင်ပိုက်နိုင်ခဲ့ပါတယ်အဲ့ဒီစစ်စင်မှာ SSPP အနေနဲ့ပါဝင်ခဲ့တာမရှိပါဘူးဒါပေမဲ့ဒီအန်လယ်နဲ့ SSPP ဟာအရင်ကမဟာမိတ်တွေဖြစ်ခဲ့တယ်လို့ရှမ်းမြောက်မှာနှစ်ဖွဲ့ပေါင်းပြီးရှမ်းပြည်ပြည်လဲတထောင်ရေးကောင်စီ RCSS တက်တွေကိုအတူတကွတက်ခိုက်ခဲ့တာရှိပါတယ် ဒဇန်နစခုဆစင်ရေးကာလမှာတော့ဒီဘောကြောင်းမဲနမ်ခန်းအပါဝင်ရမ်းမြောက်ဒေသတချို့မှာအဆက်ပြပြနဲ့တီးရနယ်လေအချောင်းမှာနယ်မြေဆိုင်ရာနဲ့ပတ်သက်ပြီးပြဿနာတချို့ရှိခဲ့ပြီးတိုက်ပွဲတချို့လည်းဖြစ်ပွားခဲ့ပါတယ်။ပြီးခဲ့တဲ့ဇူလိုင်လကစလို့စစ်ကောင်စီက TNL သိမ်းပိုက်ထားတဲ့မြို့ရွာတွေကိုထုစစ်ဆင်တဲ့စစ်စင်ရေးတွေဖော်ဆောင်တဲ့အခါမှာနောင်ချိုကြောင်းမဲတီဘောမြို့တွေကိုစစ်ကောင်စီကပြန်လည်ဝင်ရောက်နေရာယူနိုင်ခဲ့ပါတယ်။ကြောင်းမဲတီဘောနယ်တွေမှာ SSPP တပ်တွေလည်းရှိနေတာပါ။ဝါရင်ရှမ်းတော်လိုင်းရဲ့တပ်ဖွဲ့ဖြစ်တဲ့ SSPP အနေနဲ့ အာနာသိန်းစကောင်စီတက်တဲ့အထီးတွေ့ဆက်ဆံမှုရှိတာစစ်တပ်နဲ့တိုက်ပွဲဖြစ်ပေါ်မှုမရှိသလောက်နှဲပါတဲ့အခြေအနေမှာဝေဖန်မှုကြုံနေရတဲ့အဖွဲလဲဖြစ်ပါတယ် SSPP နေသူရှမ်းတဲ့ RCSS ကလည်းစစ်တပ်နဲ့တိုက်ပွဲဖြစ်ပေါ်မှုမရှိဘဲစစ်ကောင်စီနဲ့အထီးတွေ့ဆွေးနွေးနေတဲ့အဖွဲဖြစ်ပါတယ်ရှမ်းမြောက်အရေးလေးလောက်သူတူကတော့စစ်ကောင်စီဟာအခုလလောဆယ် TNL ကိုထုတ်ဆစ်စနေတာဖြစ်ပေမဲ့ရှမ်းမြောက်အခြေစိုက်တပ်တွေဖြစ်တဲ့ TNL SSPP KIA MMDA တို့ကြောင့်ညှဉ်းညွတ်မှုမရှိတော့ အတူတကွအစ်စ်ရေးနိုင်ငံရေးအပူပေါင်းဆောင်ရွက်မှုမရှိဘူးဆိုရင် နောက်ပိုင်းမှာစစ်ကောင်စီရဲ့အစ်စ်ရေးဖိအားကိုတိုင်းရင်းသားအဖွဲ့အားလုံးရင်ဆိုင်ကြရမှာဖြစ်တယ်လို့သုံးသပ်ပြောကြားထားပါတယ်။အစ်စ်ပြည်ပြည်နဲ့တည်ရနယ်လီဟာဝါတက်ဖွဲ့ UWS ရဲ့ဦးဆောင်တဲ့ပြည်ထောင်စုနိုင်ငံရေးဆွေးနွေးညှိနှိုင်းရေးကော်မတီ FBNCC အဖွဲ့အစည်းအဖွဲ့ဝင်တွေလည်းဖြစ်တာကြောင့်မဟာမိတ်အချင်းချင်းညီညွတ်ရေးတိစောက်ပြီးစစ်ကောင်စီကိုတက်ခိုက်တင်တယ်လို့ရမ်းမြောက်အရေးလိလာသူကပြောပါရရှင်။ စစ်ကောင်စီတပ်ဟာတန်အန်းဓမ္မရော TNL ထင်းကျုပ်ထားတဲ့မြို့တွေကဒီဘောမြို့ကိုထပ်မံသိမ်းယူလိုက်ကြကြောင်းထင်းကျုပ်ထားတဲ့မြို့တွေကနေ TNL ဆုတ်ခွာပေးနေမှုအပေါ်ဝေဖန်မှုတွေထွက်ပေါ်လာပါတယ်။ TNL ဟာ2023အောက်တိုဘာ29ရက်ကစတင်တဲ့ဒသနစခွန်ဆစ်စင်ရည်တွေနဲ့အတူရန်ပြည်နယ်မြောက်ပိုင်းကကြောင်မဲဒီဘောနမ်ဆန်မိုင်းလုံးမိုးမိတ်မမ်တုံနမတူကိုခိုင်နောင်ချိုနမ်ခန်မိုင်းငေါ်မြို့နဲ့မန္တလေးတန်းကမိုးခုံမြို့တွေကိုသိမ်းယူခဲ့တာပါ။2025နှစ်လပိုင်းမှာစစ်ကောင်စီကပြန်ပြီးစစ်ကြောင်းထိုးလို့ ပြီးခဲ့တဲ့ဇူလိုင်မှာအနောင်ချုံမြို့ကိုလက်လွတ်ဆုံးရှုံးခဲ့ရပါတယ်။ကြောင်မဲမြို့ကိုအောက်တိုဘာလ၁ရက်ကသိမ်းယူပြီးတဲ့နောက်တီဘောမြို့ကိုထပ်မံသိမ်းယူလိုက်တာလည်းဖြစ်ပါတယ်။ဒါပြင်တရက်နယ်လေးထိန်းချုပ်ထားတဲ့မြို့နယ်တွေကိုလည်းလေကြောင်းကနေနေစဉ်ဘုံကျဲနေတာပါ။စစ်တပ်ဟာတီဘောကိုသိမ်းယူပြီးတဲ့နောက်နံပါတ်2မြို့ကိုလည်းစစ်ကြောင်းထိုးနိုင်တယ်လို့သတိပေးချက်တွေရှိနေပါတယ်။ထိန်းချုပ်ထားတဲ့မြို့တွေကနေဇက်တိုက်ဆုတ်ခွာပေးနေရတဲ့တရက်နယ်လေးရဲ့အစ်စ်ရေးဆွမ်းရပေါ်ဒေသခံတွေနဲ့နိုင်ငံရေးအတိုင်းအဝိုင်းကအမေခွန်းထုတ်နေကြပါတယ်။ တရုတ်ကဖိအားပေးလို့ဆိုတာနဲ့တည်းမလုံလောက်ပါဘူး။၂၀29စစ်စင်ရေးတုန်းကတမျိုးပြီးတမျိုးအဆက်သင်းခဲ့တာလေ။အခုကကြာအရေးကုန်အရေးကမတိုက်ပဲဆုတ်ခွာပေးနေတယ်။ကြီးလို့မကောင်းဘူးလို့၂၀29စစ်စင်ရေးမှာပါဝင်ခဲ့ဘူးတဲ့။ဒေါ်လာရဲ့ရဲဘော်အတူကပြောပါတယ်။ TNL ကတော့သူတို့အနေနဲ့တရုတ်အစိုးရရဲ့ဖိအားကိုရင်ဆိုင်နေရပေမဲ့မျိုးတွေလက်လွတ်ဆုံးရှုံးနေရတဲ့ပေါ်အပြေရှားသွားမယ်လို့ကြောင်မဲမြို့ကိုလက်လွတ်ပြီးတဲ့နောက်ဖြေရှားခဲ့ပူးပါတယ်။ရန်ပြည်မြောက်ပိုင်းမှာစစ်ကောင်စီတပ်အခုလိုပြန်ကောင်းထောင်လာနေတာဟာ တရုတ်ရဲ့ကွန်ကြီးပေးမှုဒီရနလီနဲ့ MMDA တို့ပေါ်ပြင်းထန်တဲ့အဖိအားပေးမှုတွေကြောင့်လည်းဖြစ်ကြောင်းစင်ရဲအကဲခတ်တူကအမှတ်ချက်ပြုပါတယ်ပြည်ထနာကအမြောက်ပိုင်းကတရနလီတို့ကိုးကန့်တို့ကိုတရုတ်ကကြိုးတုပ်ပြီးထိုးခိုင်းတာဖြစ်တာကိုသူကချုပ်ပေးပြီးစစ်တပ်ကိုထိုးခိုင်းတာလလွတ်လပ်လပ်မထိုးရတော့မြောက်ပိုင်းကအဖွဲ့တွေကခံရတာပေါ့လို့အဲ့ဒီစစ်ရဲအကဲခတ်ကပြောပါတယ်ဒါပြင်တီဘောမြို့နဲ့နမ်မတူမြို့ကိုဆက်သွယ်ထားတဲ့မိုးတေတရာမိုင်းခွဲဖြစ်စီခံရတယ်လို့ ရှမ်းပြည်တိုးတက်ရေးပါတီ SSPP SSA ကထုတ်ပြန်ပါတယ်။နံပါတ်2ချောင်းပေါ်ကမိုးဒေသဟောင်းအော်တိုဘား18ရက်မနေ့ညပိုင်း၈နိုင်ကျော်အချိန်ကအမိုင်းခွဲဖြစ်စီခံရပြီးဒရားရဲ့အလဲအနေအားကျိုးကျပျက်စီးသွားတယ်လို့ဆိုပါတယ်။ပေါက်ခွဲရတဲ့အကြောင်းရင်းကိုတော့ဖော်ပြမထားပါဘူး။လက်ရှိမှာချောင်းကိုဖျက်ကူးနိုင်ရတဲ့အတွက် DNL တပ်ဖွဲ့ဝင်တွေကဆက်လက်ပို့ဆောင်ပေးနေတယ်လို့ SSPP ကဖော်ပြထားပါတယ်ရှင်။ဆက်လက်ပြီးတော့နိုင်ငံတကာသတင်းတွေကိုနားဆင်ရမှာပါ။ ရမန်နိုင်ငံအခြေစိုက်ဟိုတီသဘုံတွေစီဒုံးကြီးအစိပ်ပိုင်းတွေမှောင်ခိုပို့ဆောင်ခဲ့တဲ့တူကိုအမေရိကန်မှာထောင်ဒဏ်140ချမှတ်လိုက်ပါတယ်။အီရန်ရဲ့မဟာမိတ်ဖြစ်တဲ့ဟိုတီတွေကရမန်ရဲ့နိုင်ငံတကာအသိမှတ်ပြုအစိုးရကိုစန့်ကျင်တိုက်ခိုက်ပြီးကျယ်ပြန့်တဲ့နေမျိုးတွေကိုသိမ်းပိုက်ထားတဲ့လက်နက်ကိုင်အင်အားစုဖြစ်ပါတယ်။အခုထောင်ချောက်ခံလိုက်ရတဲ့အမျိုးသားကတော့အီရန်ကနေဟိုတီတွေစီပေးပို့တဲ့ဒုံးကြီးအစိပ်ပိုင်းတွေကိုငါးဖက်လီပေါ်မှာဖွက်ပြီးမှောင်ခိုပို့ဆောင်ပေးနေကြတာလို့သိရပါတယ်။ မေရိကန်ဟာအာရဗျပြည်နယ်ထဲမှာ2024ခုနှစ်ဇန်နဝါရီလတုန်းကဆင်နွှဲခဲ့တဲ့အစစ်စင်ရေးတစ်ခုအတွင်းမှာပါကစ္စတန်နိုင်ငံသားမိုဟမ်မာပါလာဝမ်ကိုဖမ်းမိခဲ့တာဖြစ်ပါတယ်။အဲ့ဒီအစစ်စင်ရေးမှာအမားအယွတို့ကြုံခဲ့ရကအမေရိကန်ရေတပ်ရဲ့အထူးကွန်မတိုနှစ်ယောက်ယင်းနှစ်သေဆုံးခဲ့ရပါတယ်။ပါလာဝမ်ရဲ့လေလုံသားတွေကတော့သူတို့ဟာလက်နက်မောင်းကိုလုပ်ငန်းမှာလှည့်စားအသုံးချခံခဲ့ရတယ်လို့ထွက်ဆိုပွဲရှိကြောင်းအစိုးရရှင်တွေကပြောပါတယ်။ကနအူးစစ်စင်မှုမှာတော့အလေလုံသားအလုံးက သူတို့ဟာငါးဖမ်းလေပေါ်မှာအလုံလုံနေတာလို့ပဲသဘောယိုနဲ့အယုံကြည်ထားကြောင်းပြောကြခဲ့ပါတယ်။ဟူသီတွေဟာအမေရိကန်ရဲ့မဟာမိတ်ဖြစ်တဲ့အစ္စရေးကိုဒုံးကျည်တွေနဲ့မကြာခဏတိုက်ခိုက်လေရှိပါတယ်။ဘာလောင်ဝမ်ရဲ့လေပေါ်ကနေတင်းစီရောက်မိခဲ့တာတွေကတော့အီရန်ရဲ့တိုက်ချင်းပြက်ဒုံးကျည်အစိပ်ပိုင်းတွေလို့ယုံကြည်ရပါတယ်။အီရန်အစိုးရဟာဟူသီတွေကိုလက်နက်ထောက်ပံ့ပေးနေကြောင်းဆွဆွဲချက်တွေကိုအစဉ်တစိုက်အငင်းဆိုနေခဲ့ပါတယ်။အခုအမှုကိုလေ့လာကြည့်ရင်တော့အီရန်ဟာအကြမ်းဖက်အဖွဲ့အစည်းတစ်ခုကိုအစစ်အမြင်ဆုံးစစ်လက်နက်စနစ်တွေကို ထောက်ပံ့ပေးနေတယ်ဆိုတာအထင်အရှားအမြင်သာလာကြောင်းဗာဂျီးနီးယားမှာပြုလုပ်ခဲ့တဲ့တရားစီရင်စစ်ဆေးမှုမှာ American Federal အစိုးရအရှင်တွေကဆွဆဲသွားပါတယ်။အသက်59နှစ်အရွယ်ပါလာဝမ်ဟာအော်တိုဗာလ16ရက်မှာနှစ်ရှည်တောင်းတန်စီရင်ချက်ချမှတ်ခံခဲ့ရတာပါ။သူဟာအကြမ်းဖက်မှုအများအပြားသေးချေပျက်စီးနိုင်တဲ့လက်နက်တွေတရားမဝင်သေးယူမှုတွေဆွဆဲချက်တွေအတွက်ပြင်မှုအထင်ရှားကြောင်းဆုံးဖြတ်ခံခဲ့ရပါတယ်။သူရဲ့လှေလောက်သား၈ယောက်ကတော့လက်နက်မောင်းကိုကိစ္စကိုဘာမှမသိကြောင်းတရားရုံးမှာထုတ်ဆိုခဲ့ပြီး လေထဲမှာအထုပ်ကြကြီးတွေပါနေတာကိုတွေ့ပေမဲ့ဘာတွေလဲဆိုတာကိုတော့ဘယ်သူမှမသိခဲ့ကြအောင် ပြောပါတယ်။လေလုတ်သားတယောက်ကသူဟာဒီအကြောင်းကိုဆက်ဆုဘူးပေမဲ့ဘာလာဝန်ကအခုအလုပ်ကိုလုပ်ဖို့အစုပ်ပုံမမဲခဲ့ကြအောင်ကြွက်ဆိုသွားပါတယ်။တရားရုံးကတော့အဲ့ဒီလေလုတ်သားတွေနဲ့ပတ်သက်လို့အစီရင်ချက်မချသေးပါဘူး။ဘာလာဝန်ဟာအီရန်နဲ့ယီမန်ကြားမောင်းခိုခီးစဲတစ်ခေါက်အတွက်ဒေါ်လာ3000 3000လေးပါလောက်ရရှိတယ်လို့အစိုးရရှင်တွေကစွပ်စွဲခဲ့ပါတယ်။ ပါလာဝန်ကသူလုပ်နေတဲ့အလုပ်ကထောင်နှခမ်းဝပေါ်လက်လျှောက်နေမှန်းကောင်းကောင်းသဘောပေါက်ထားပြီးဇနီးဖြစ်သူစီပေးပို့တဲ့ message တစ်စောင်မှာသူကိုယ်သူတေလူတို့သတ်မှတ်ထားကြောင်းရေးသားထားခဲ့ပူပါတယ်အမေရိကန်မှာသမ္မတဒေါ်နယ်ထရမ့်တကြောပြန်အာဏာရလာပြီးနှစ်ရက်အကြာမှာပဲဟူသီတွေကိုအကြမ်းဖက်အဖွဲ့အစည်းအဖြစ်သတ်မှတ်ခဲ့ပါတယ်ဟူသီတွေဟာအစ္စရေးနိုင်ငံပိုင်နက်ထဲကိုသာမကပဲယီမန်ကမ်းလွန်ကပင်လယ်အနီးနဲ့အီရန်ပင်လယ်ခွေ့မှာခုံမောင်းနေတဲ့အရက်ဘတ်ကုန်းတင်သင်းမော်တွေကိုဒုံးကျည်တွေနဲ့တိုက်ခိုက်ခဲ့တာကြောင့်လည်း နမဲဆိုးနဲ့ကြောက်ကြပါရရှင်။ကားကုမ္ပဏီအများပြားကအနာဂတ်မှာလျှက်စစ်စွမ်းအင်တည်ထောင်သုံးတဲ့မော်တော်ကား EV ကားတွေကြီးပဲထုတ်လုပ်သွားဖို့စီမံကိန်းတွေရေးဆွဲထားပေမဲ့အီတလီကနမဲကျော်စူပါကားကုမ္ပဏီ Lamborghini ကတော့အဲ့ဒီလမ်းကြောင်းကိုလိုက်မှာမဟုတ်ကြောင်းပြောပါတယ်။ကမ္ဘာပေါ်မှာအကျော်အကြားဆုံးစူပါကားအမှတ်တံဆိပ်တစ်ခုအဖြစ်ရပ်တည်နေတဲ့ Lamborghini အနေနဲ့နောက်ထပ်အနည်းဆုံး10နှစ်လောက်ကြာတဲ့အထိတော့ရုပ်ကြွင်းလောင်စာသုံးအင်ဂျင်တွေကိုဆွတ်လွတ်အောင်မှာမဟုတ်ဘူးလို့ ဗြိတိန်နိုင်ငံလန်ဒန်မြို့ကရှိုးရုံမှာကုမ္ပဏီအမှုဆောင်ချုပ်စတီဗန်ဝင်းဂန်မန်ကမှတ်ချက်ပေးသွားခဲ့တာပါ EV တွေဟာသဘာဝပတ်ဝန်းကျင်ကိုထိခိုက်စေတဲ့ကာဗွန်ညဏ်ဓာတ်ငွေ့ထုတ်လွှတ်မှုတွေလုံးဝကင်းမဲ့တာဆက်တံမဆူတာမျိုးအသာချက်တွေရှိပေမဲ့လည်း Lamborghini ကတော့ကုမ္ပဏီရဲ့စူပါကားအလုံးကို EV အဖြစ်ပြောင်းလဲသွားဖို့အစီအကူမရှိဘူးလို့ဝင်းဂန်မန်ကဆိုပါတယ်အကြောင်းရင်းကတော့စူပါကားတွေကနေဟိန်းထွက်လာတဲ့အင်ဂျင်ဆက်တံကိုဟုတ်တယ်တွေကအထူးနှစ်သက်သဘောကျနေတာကြောင့်လို့သူကရှင်းပြပါတယ် တံပိုးကြီးစူပါကားတွေထုတ်လို့ရောင်းချတာဖြစ်တဲ့အတွက် Lamborghini မှာလက်ရွေးစင်ဖောက်တဲ့အရေအတွက်လောက်ပဲအနေအချင်းနဲ့သာရှိနေတာပါဒါကြောင့်ကုမ္ပဏီဟာဖောက်တဲ့တွေရဲ့လူလားချက်ကိုဦးစားပေးဖို့လိုတယ်လို့သူကပြောပါတယ် Lamborghini ကလက်ရှိထုတ်လုပ်နေတဲ့ကားတွေထဲမှာ EV သီးသန့်လုံးဝမရှိပါဘူးဒါ့အပြင်အနာဂတ်အတွက်ရည်ရွယ်ထားတဲ့ Lancer Model ဟာလက်စစ်မော်တာနဲ့ Daihatsu engine ပေါင်းထားတဲ့ Hybrid အမျိုးအစားဖြစ်မလား EV သီးသန့်ဖြစ်မလားဆိုတော့ကုမ္ပဏီကမစုံးဖြတ်သေးပါဘူး ဝင်းကဲမန်းကအကောင်မီအနေနဲ့ EV နီးပညာကိုလုံးဝမျက်ခြေပြတ်မခံပြင်မဲ့လေ။ပောက်ကွဲအားပြင်းထန်တဲ့ရုပ်ကျွင်းလောင်းစာအင်ဂျင်တွေဆိုတာကပဲစူပါကားတွေရဲ့ဝိသေသဆိုတဲ့အတွေးကိုတော့မစွန့်ခွာနိုင်ကြောင်းဆိုပါတယ်။လွန်ခဲ့တဲ့နှစ်နှစ်လောက်တုန်းကတော့ Lamborghini ဟာ SUV အမျိုးအစား Urus ရဲ့လက်ဆက်စွန့်အင်တီးတန့်သော EV model ကိုထုတ်လုပ်ဖို့ပြင်ဆင်နေကြောင်းကြေညာခဲ့ပါတယ်။ဒါပေမဲ့အဲ့ဒီစီမံကိန်းကိုသိပ်မကြသေးခင်မှာကုမ္ပဏီကဖျက်သိမ်းခဲ့ပြီး2035မတိုင်ခင်အထိတော့ ဥရုစရဲ့ EV အမျိုးအစားတွေထွက်လာမှာမဟုတ်ဘူးလို့အတည်ပြုသွားပါတယ်။ Britain နဲ့ဥရောပသမဂ္ဂ EU တို့ဟာ hybrid အမျိုးအစားတွေအပေါင်းဝင်ရုပ်ကျွင်းလောင်စာအင်ဂျင်သုံးကားအလုံးကို2035ခုနှစ်ကစလို့အသုံးပြုခွင့်ပိတ်ပင်ဖို့စီစဉ်ထားပါတယ်။ဒါပေမဲ့တစ်နှစ်ကိုကားအစီးရဲ2500လောက်သာထုတ်လုပ်တဲ့ကုမ္ပဏီတွေကတော့အဲ့ဒီပိတ်ပင်မှုကနေကင်းလွတ်ခွင့်ရကြမှာပါ။ Lamborghini ရဲ့အနှစ်ဆင်ထုတ်လုပ်မှုအရေးအတွက်ဟာကားအစီးရဲ800ဝန်းကျင်သာဖြစ်တာကြောင့်အဲ့ဒီကင်းလွတ်ခွင့်နဲ့အကျုံးဝင်မှာဖြစ်ပါရဲ့ရှင်။ တည်ဆုံးခဲ့တဲ့ဝန်ထမ်းစီကနေခွင့်တိုင်မှုအစောရဆက်ရန်တွေလမ်းတောင်းခဲ့တဲ့ထိုင်းဝမ်ခီးတဲ့တင်လေကြောင်းလိုင်းတစ်ခုကအဲ့ဒီအမောအထွက်ပြန်တောင်းပန်ခဲ့ရပါတယ်။ Eva လေကြောင်းလိုင်းရဲ့အသက်34နှစ်ရွယ်လေရင်မဲ့သူဟာအလောက်ခွင့်မှာနေထိုင်မကောင်းဖြစ်လာရကအစေးရုံတက်ခဲ့ရပြီးအခုလာစမ်းပိုင်းမှာကွယ်လွန်ခဲ့ပါတယ်။မီဒီယာတွေကစွန်လို့သာမျိုးရိုးနာမည်ဖော်ပြခဲ့တဲ့အမျိုးသမီးဟာမတန်တဆအလောက်ထံပြရကအသက်ဆုံးရှုံးခဲ့ရတာဖြစ်နိုင်ကြောင်းထင်ကြေးတွေပြန့်နှံ့နေပြီးအဲ့ဒီကိစ္စပေါ်လူလူကြောင်းမှဝေဖန်မှုတွေရှိခဲ့ပါတယ်။ ဒီလိုထိလွယ်ရှောက်လွယ်အခြေအနေမျိုးမှာမောက်လေချောင်းလိုင်းကအစွန်ရဲ့ဖုန်းတွေကိုသူခွင့်ယူခဲ့တဲ့ကာလတုန်းကအစေးရုံတက်ခဲ့တယ်ဆိုတာမှန်ကန်ကြောင်းစာရွက်စာတမ်းအထောက်အထားတွေတင်ပြဖို့ message ပို့ခဲ့တာဖြစ်ပါတယ်အဲ့ဒီ message ကအစွန်ကွယ်လွန်ပြီးရပ်ပိုင်းအကြောင်းမှရောက်ရှိလာခဲ့တာဖြစ်ပါတယ်။ဒါဟာလေကြောင်းလိုင်းရဲ့လူအရင်းမြစ်စီမံခန့်ခွဲရေးဌာနကစီစစ်မှုအားနည်းချက်ကြောင့်ကြုံခဲ့ရတဲ့အမှားအယွင်းလို့ယုံကြည်ရပါတယ်။ဒါပေမဲ့ငခုကလေးကလူတွေစိတ်ဝင်စားနေတဲ့ပြဿနာတစ်ခုကိုမှအခုလိုမျိုးတေးသူစီကအစာရွက်စာတမ်းလှမ်းတောင်းတဲ့အထိ ထပ်ပြီးလွဲခဲ့တဲ့အခါမှာတော့ကိစ္စတွေကပိုပြီးရှုပ်ထွေးကုန်ပါတယ်။အခုခါမှာတော့လေကြောင်းလိုင်းကအစွန်သေးဆုံးမှုအတွက်အထူးဝန်နဲ့ကြေကွဲချောင်းနဲ့ဇာရွက်စာတန်လှမ်းတောင်းတဲ့အမှားအတွက်တောင်းပန်ကြောင်းကြေညာချက်ထုတ်ခဲ့ရပါတယ်။ပြီးတော့ဆွန်ရဲ့မိသားစုကလည်းအချိန်နဲ့တပြင်းချင်းဆက်သွယ်ပြီးလိုအပ်တဲ့အကူအညီတွေကမ်းလှမ်းထားတယ်လို့အီဗာလေကြောင်းလိုင်းကပြောပါတယ်။ဝဒန်းတွေနဲ့ခရီးသည်တွေရဲ့လုံခြုံရေးနဲ့ကျန်းမာရေးဟာလေကြောင်းလိုင်းအတွက်အမြဲဦးစားပေးအဆင့်သတ်မှတ်ထားတဲ့ကိစ္စလို့လည်းထုတ်ပြန်ချက်မှဖော်ပြထားခဲ့ပါတယ်။ အခုအခါထိုင်းဝမ်အနာပေါင်းတင်တဲ့လေချောင်းလိုင်းပူပေါင်းပြီးစုံမကွဲလို့ခဲ့နာမကျန်းဖြစ်နေတော့ကလိုအပ်တဲ့ကျန်းမာရေးအထောက်ပံ့တွေနဲ့ခန်းစား권တွေရရှိခဲ့ရလားဆိုတော့ကိုပြန်လဲစစ်စစ်စုံစမ်းနေပါတယ်။စုံဟာစပရင်မာလာ24ရက်နေ့တော့ကအီတလီနိုင်ငံမီလန်မြို့ကနေလေချောင်းလိုင်းဌာနချုပ်တရှိရာတိုင်ယွန်မြို့စီဦးတည်ပြန်တဲ့ခီးစံတော်တွင်နာမကျန်းဖြစ်ပွားခဲ့တာပါ။သူဟာတိုင်ယွန်လေစိတ်ကိုရရောက်ခြင်းစေးုံတက်ခဲ့ရပြီးအော်တိုဘာ၈ရက်နေ့မှာကွယ်လွန်သွားခဲ့တာဖြစ်ပါတယ်။ သူတေဆုံးပြီးနောက်ပိုင်းမှာလေကြောင်းလိုင်းကစက်တင်ဘာလတုန်းကအစိယုံတက်နေခြင်းခွင့်ယူထားတဲ့ကိစ္စဇာပြတ်စာတမ်းတွေတင်ပြဖို့ message လမ်းပို့ခဲ့တာလို့မိသားစုကပြောပါတယ်။ဇွန်နဲ့တူအဲ့ဒီလေကြောင်းလိုင်းမှာအလုပ်လုပ်ကင်ခဲ့တဲ့လုပ်ပေါ်ကင်ဘတ်တချို့ကအဲ့ဒီအမျိုးသမီးဟာနေထိုင်မကောင်းဖြစ်နေချိန်မှာတောင်ခွင့်ယူလို့မရခဲ့ပဲအလုပ်ဆက်လုပ်ဖို့ဖိအားပေးခိုင်းစေခံခဲ့ရကြောင်းပြောကြားခဲ့တဲ့နောက်သူတေဆုံးမှုကိုထိုင်ဝမ်မှာစိတ်ဝင်စားမှုတွေမြင့်တက်လာခဲ့တာပါ။မှတ်တမ်းတွေအရတော့ဇွန်ဟာလွန်ခဲ့တဲ့6လအတွင်းပြင်းမြတလောက်ကိုလင်းရင်ပေါ်လိုက်ပါချင်း 85နှစ်ဝန်းကျင်ရှိခဲ့ပြီးဒါဟာတပ်မတ်စံနှုန်းတွေနဲ့ကန့်ညီတယ်လို့သိရပါတယ်ရှင်။ People's Wing ကတင်ဆက်ပေးနေတဲ့မြန်မာနဲ့ကမ္ဘာတစ်ဝှမ်းကသတင်းအကြောင်းအရာတွေကိုနားဆင်ကြည့်ရှုတဲ့အတွက်အထူးကျေးဇူးတင်ပါတယ်ရှင်။